လူတချို့ကိုနှလုံးသားထဲနစ်နစ်နေနေရေးထွင်းထားလေနှစ်နင်းငယ်ကြမှာမိသွားတာပါပဲတချို့ကတည်တဲ့အထိ ကို့အနာမခွဲမခွာရှိနေကြတယ်လို့တရုတ်စာရေးဆရာတယောက်ကပြောပူတယ်ရှီလျားတဲ့ဘဝလမ်းမှာခရီးတစ်ထောက်အဖို့ပြုတ်ပေးသူရှိတာဟာကံကောင်းခြင်းတစ်မျိုးဖြစ်တယ်ဒါပေမဲ့အချင်းတော်တော်များများမှာပြေကောက်ခက်ခဲတဲ့လမ်းကိုကိုတယောက်ထဲရှောက်ရတာဖြစ်ပြီး မိရေကိုကိုတယောက်တည်းမြို့သိရတယ်။နောက်ပြန်လှည့်ကြည့်တဲ့အခါတိုင်းကို့နောက်မှာဘသူမှစောင့်မနေလို့ကိုကူကိုတန်မာသူတယောက်ဖြစ်အောင်တွန်းအားပေးမိတယ်။လူတယောက်မှာလူတကိုစိတ်နှမျိုးရှိတယ်လို့ဆိုကြတယ်။တခູ່ကစင်ညင်တုံတရားဖြစ်ပြီးတခູ່ကထိရှလွယ်တယ်။စင်ညင်တုံတရားရှိတဲ့စိတ်ကကိုကိုပြောညံ့ခွင့်မပေးဘူး။ထိရှလွယ်တဲ့စိတ်ကစိတ်ခံစားချက်တွေအလန့်ခံထားတယ်။ ဘလို့စိတ်မျိုးဖြစ်တဲ့တယ်လဲလို့ကိုအမြဲတွေ့ဝေမိတယ်။တကယ်တော့ကြည်အတွက်စိတ်ချုပ်စရာမလိုသလိုတမင်ဟန်ဆောင်စရာလည်းမလိုပါဘူး။ကိုကိုချစ်တဲ့လူကကိုကိုမှန်ကန်တဲ့ကို ဖြစ်စေပါလိမ့်မယ်။လောကမှာရှိတဲ့အထီးကျန်ဆန်မှုအလုံးကနားလည်မှုမခံရတဲ့နှလုံးသားကနေ ဖြစ်တည်လာတာဖြစ်တယ်။ဖြစ်နိုင်ရင်ဘသူကမှတကူရဲတန်မာဖို့မရွေးချယ်ခြင်းမပါဘူး။ဂယုဆိုင်ဆောင်းရှောက်မှုမရှိတဲ့ ်ခါတိမှုမျိုးမိခိုအားထားစရာမရှိတဲ့နာကျင်မှုမျိုးမရှိရလေအားလက်ဖွာပေါ်ဖူးဖူးမှုတ်ထားတာမျိုးလူတိုင်းမျှော်လင့်တတ်ကြတယ်။ဒါပေမဲ့ဘလောက်ပဲကြန့်ခိုင်တန်မာနေပါစေအာကိုအားထားရတော့လိုတယ်။တရားရောက်ကကို့ဘေးမှနေပြီးပျော်ရွှင်မှုကင်းတဲ့ကို့နေရတွေကိုတတားလေးတက်ချပေးပြီး ကို့လက်ကြံခီလံဘလောက်ပဲရှိပါစေ အဖို့ပြုပြီးဘူးလိုပါတယ်နန်းနန်းစနီရွက်ဖတ်သူမွန်ကျေးဇူးတင်ပါတယ်ရှင်